ီနေ့မှာတော့မေးခိုင်ကာဝယ်ဆေးကိုဘယ်လိုမျိုးအခြေအနေမှာထိုးရသလဲမေးခိုင်ပိုးဆိုတာဘယ်လိုမျိုးလဲဘယ်လိုမျိုးလက္ခဏာတွေနဲ့လာတတ်သလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတရားအောင်မျှဝေမယ်။နောက်လူနာတိုင်းတို့တော်တော်များများကထိခိုက်နေရရမီရဲ့ cycle SCN နေဖြစ်တဲ့တန်ကျွန်ထိုးမီရဲ့ဆိုရင်မေးခိုင်ကာဝယ်ဆေးလိုအပ်တယ်ဆိုအောင်သိပြီးသားဖြစ်မှာပါအကျဉ်းကြတော့မေးခိုင်ပိုးဆိုတာပါတယ်ဘလို့အမျိုးအခြေအနေမှာဒီဒဏ်ရာတွေကိုမေးခိုင်ပိုးတွေဝင်နိုင်တယ်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒီနေ့မှာပြောရမယ် မိခိုင်ဖို့ဆိုတာကအဓိကအားဖြင့်ဒီညီကြီးတွေညစ်ပတ်တဲ့နေရာတွေတရိษံတွေရဲ့မဆင်တွေရဲ့မှာအဓိကနေတတ်ကြများတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဘလို့အချင်းကြီးမျိုးဆိုရင်မိခိုင်ဖို့ထိုးရမလဲဆိုရင်အနာညစ်ပတ် နေတဲ့မိခိုင်ကာကွယ်စေလူတွေတွေပဲ non cycle accident ဖြစ်တယ်ကား accident ဖြစ်တယ်လူနာကမြေကြီးရဲ့မှာလဲကြသွားတယ်ဆိုရင်ဒါကအနာညစ်ပတ်တဲ့ထိုင်ရာဖြစ်သွားပြီ ဲ့လိုမျိုးအခြေအနေမျိုးဆိုရင်ကျွန်တော်မေးခိုင်ကာဝယ်ဆေးထုတ်ဖို့လိုအပ်တယ်။ကျွန်တော်ကိုစေးပညာမှာဆိုရင် tetanus prone wound ဆိုတာရှိတယ်။ tetanus prone wound ဆိုတာဘာပြောချင်တာလဲဆိုတော့ဒီအနာကမေးခိုင်ပိုးဝင်နိုင်သောအရာပုံများတယ်ဆိုရဲအနာတွေကို tetanus prone wound လို့ခေါ်တာ။ဘလို့အခြေအနေမျိုးမလဲဆိုရင်ကျွန်တော်ခုနပြောတဲ့ဟာတရိစံတွေမဆင်နေတဲ့ထိခိုက်မိတယ်။မြေကြီးတွေဖုန်နေတဲ့ထိတွေ့မိရတဲ့အနာဆိုရင်မေးခိုင်ပိုးကပုံပြီးဝင်နိုင်ရရှိရဲ။နံပါတ်1အခြေအနေနဲ့နောက်တစ်ခုကကျွန်တော်တို့ရဲ့ ကြကြပစ်ထားတဲ့တံပြားတွေဒီဖန်ခွဲတွေပေါ့လေအဓိကကြကြထားလေလေတန်ကြီးတက်လေလေဒီမိခိုင်ပိုးလေးရှိနိုင်နေပြီများနေပဲဒါကြောင့်မို့တန်ဆူးမီရဲ့တံပြားရှမ်းပြီးကျွန်တော်တို့မိခိုင်ကာဝယ်စီထိုးရတယ်နံပါတ်3ထက်က deep wound ခေါ်တယ်အနာကနက်သွားတယ်အထဲချီနဲ့နဲ့ဆိုင်ဆိုင်ဝင်သွားတယ်ဆိုရင်လေမိခိုင်ကာဝယ်စီထိုးဖို့လိုအပ်တယ်နောက်ရတန်ဆူးမီရဲ့ဆိုရင်တန်ကဟိုချောင်းနဲ့တက်ဖီးမီရပဲဖြစ်ဖြစ်ထိုင်မီရပဲဖြစ်ဖြစ်ဆိုရင် တန်ကြုံကြီးလောက်လောက်ကတော့အ ਨੇ ဆုံးကကျွန်တော်ခန္ဓာကိုယ်ဖောက်ပြီးမှဝင်သွားကြတာပဲအချင်းကျော်သူနဲ့တကွာကျွန်တော်မိခိုင်ပိုးတွေကခန္ဓာကိုယ်အတွင်းပိုင်းထီကိုရောက်နိုင်တဲ့အတွက် deep wound အနာနတ်လို့ရှိရင်လေမိခိုင်ကဝယ်စေထိုးဖို့လိုအပ်တယ်နောက်ထပ်နံပါတ်၄အချက်ကပါလဲဆိုရင်မီးလောင်ထန်ရာပြင်းထန်တဲ့အပူလောင်တဲ့နေရာများရင်လေမိခိုင်ကဝယ်စေထိုးဖို့လိုအပ်တယ်ကျွန်တော်ဘန်းနေရတယ်ဒီမီးလောင်ထန်ရာရရဲဆိုရင်အနာတွေကဖြစ်တဲ့နေရာများကြအများတယ်အချင်းကျော်ကျွန်တော်အိမ်မှာနေရယ် အလုတ်တွေသွားကြတယ်ဆိုရင်ဖုံတွေသဲတွေဝင်ပြီးရင်မြေကြီးတွေဝင်ပြီးရင်အနာတွေကမိခိုင်ပိုးတွေပါဝင်သွားနိုင်တယ်သူကအနာပြင်းထန်တဲ့အနာနက်တဲ့တံပြားရှာမိရဲ့တံနဲ့ပတ်သက်တာတွေဖန်နဲ့ပတ်သက်တာတွေပြက်ရှထန်ရတွေရှာမိတယ်မိလောင်တန်ရတွေဖြစ်တာများတယ်ဆိုရင်မိခိုင်ကာဝယ်စေလိုအပ်တယ်တကယ်လို့ထိုးမယ်ဆိုရင်လည်းဖြစ်ဖြစ်ချင်းလာထိုးနော်တချို့သူတွေ3ရက်4ရက်နေလောက်ကြာမှလာထိုးရင်မမီယာမျိုးတွေရှိတတ်တယ်ကျွန်တော်အစည်းအကမ်းမှာလည်းကျွန်တော်3-4ရက်လောက်ကိုတွေ့မှုတယ် အဲလွန်ခဲ့တဲ့3-4ရက်တောင်းကဒဏ်ရာရမိတယ်ဆိုင်ကယ်အက်ဆီဒန့်ဖြစ်တယ်နောက်တစ်ခုကတန်ပြားရှာမိတယ်ကာဝစီမထိုးမိဘူးအနာသေးရဆိုပြီးပေါ်ဆာမိတယ်၄ရက်မြောက်နေကျော်ကျွန်တော်စီလာတော့မျက်နှာကြီးကလှုပ်လို့မရတော့ပိုင်းခိုင်သွားတယ်ကျွန်တော်စီးပညာမှာဆိုရင် lock jaw လို့ခေါ်တယ် lock ဆိုတာကတကားကိုလုံးဝတကားတော့ခတ်ထားတာကိုပြောပါ lock ဖြစ်နေတဲ့အနေထားဆိုတာ jaw ဆိုတာဒီပစောင်းမေးယိုးပစောင်းမေးယိုးကြီးကဟလို့လည်းမရအောင်ပိတ်လို့လည်းမရတော့ပိုင်းခိုင်သွားတယ်ပြောတာဇက်ခိုင်တယ်လို့မျိုးကြီးဖြစ်တာ ဒီ level မှာရှိရဲ့ကြွက်သားဒီ sparsan လို့ခေါ်တယ်တဆက်ဆက်တုံပြီးတော့ကြွက်သားတူကြီးမာလာတဲ့အချိန်မှာဒီပါဇက်ဟာရင်တအားနာတာမျိုးအနေထားရှိတဲ့တချို့သူတွေအပြင်းဖြားလာပြီးတော့ခန္ဓာကိုယ်ကြွက်သားတွေတဆက်ဆက်နဲ့တုံပြီးတော့မှအယံကိုနာကျင်တဲ့ဝေဒနာကြီးခံစားရတယ်အဲ့လိုမျိုးအခြေအနေရောက်ရင်ရောကျွန်တော်တို့ရိုးရိုးစေးကမ်းမာနေကိုကုလို့မရတော့ကျွန်တော်စေးုံကြီးကို refer လွှဲရတော့တယ်။ဘာဖြစ်လဲဆိုတော့ဒီနိုလူနာတွေကအရေးပေါ်စောင့်ကြည့်ဖို့လိုအပ်တယ်။တချို့အခြေအနေစိုးလာလို့ရှင်ရင် ီအသက်ရှူရဲတလျှောက်မှာပါတဲ့ကြွက်သား respiratory muscle ခေါ်ရဲကျွန်တော်အသက်ရှူရင်ပိန်လိုက်ဖောင်းလိုက်လို့တဲ့ရင်ဘတ်မှာရှိရဲကြွက်သားတူကြီးပါလာလို့ရှိရင်လူနာကအသက်ရှူလို့မရတာမျိုးတွေအောက်ဆီဂျင်ရုပ်တရက်ထိုးကြမျိုးကြီးဖြစ်တဲ့အတွက်ဒီလိုမျိုးအခြေအနေတွေမရောက်အောင်လူနာကမေးခိုင်းလက္ခဏာပေါ်ရင်ကျွန်တော်စေယုံယူ refer လုပ်ရတယ်အချိန်ကျတော့လည်းသူ့ဝစီမှာဒီ ICU လို့ခေါ်တဲ့အရေးပေါ်ကြီးကြပ်ခံတဲ့မှာထားတဲ့အနီးကပ်ဆောင်ကြည့်ရတယ် အောက်ဆီဂျင်ပြုတ်ကြသွားရဲအသက်ရှူလို့မရတော့ရေကျွန်တော်ဗန်တီလေတာလို့ခေါ်တဲ့အပြင်ကနေမှအသက်ရှူဆပ်ပို့နေပါတယ်ပေးရမျိုးရဲ့အခြေအနေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့အနည်းချုပ်အနေနဲ့ပြောချင်တာကကျွန်တော်တို့ ठी ရထန်ရမ်းမိရဲ့ပြီးတော့မေးခိုင်ပုံဝင်နိုင်တဲ့အနာရီဆိုရင်မပော့ဆပဲနဲ့24နာရီတရက်အတွင်းမှာဒီမေးခိုင်ကာဝယ်ဆေးကိုချက်ချင်းလာထိုးနိုင်အကောင်းဆုံးပဲဒီကောင်လေးကကာဝယ်ဆေးကိုတစ်လုံးအပြည့်ထိုးလိုက်ရင်တရားရခိုင်နှုန်းနီးပါးထီကိုကာဝယ်ပေးနိုင်တယ် ။ဒါကြောင့်မို့မပေါ်စာပဲနဲ့ဘလို့ထိခိုက်ဒဏ်ရာပဲရရဘလို့ accident ပဲဖြစ်ဖြစ်မီးလောင်ဒဏ်ရာပြင်းတယ်အနာကနတ်တယ်ဆိုရင်မိခန်ကာဝယ်စီထိုးဖို့လုံးဝလုံးဝမမေ့သင့်ပါဘူး။